ရုရှားစာပေရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်နဲ့တွေးခေါ်ပညာရှင်တွေကတူဖြစ်တဲ့သီယိုဒိုဒိုစတိုယက်စကီပြောခဲ့တယ်လို့ပဲလူသားကိုဖိနှိပ်တဲ့အင်အားသုံးခုရှိပါတယ်။နမိတ်ပုံတွေလျှို့ဝှက်ချက်တွေအာဏာတွေပဲလို့ပြောခဲ့ပါတယ်။2025ခုနှစ်ရောက်တော့ပူတင်ရဲ့စစ်မျက်နှာမှာအင်အားကြီးသုံးခုဖြစ်တဲ့နမိတ်ပုံတွေလျှို့ဝှက်ချက်တွေနဲ့အာဏာတွေအကုန်ပြိုလဲနေပါပြီ။ရုရှားစစ်သား9000လောက်တပ်ပြေးကုန်ပြီးတော့ဗိုလ်ချုပ်တွေကအမိတ်မနာခံတော့ပါဘူး။ ရုရှားအရာရှိတွေလည်းစစ်မြေပြင်ကနေအစုလိုက်ပြုံလိုက်ထွက်ပြေးနေကြပါပြီ။ဒါဆိုပူတင်တကယ်ပဲအာနာကိုစုပ်ကင်ထားနိုင်သေးရဲ့လား။ဒါမှမဟုတ်ရုရှားစစ်တပ်ကအတွင်းကနေပြိုလဲကျနေပြီလားဆိုတာမေးစရာဖြစ်လာပါပြီ။တချိန်တုန်းကဘယ်သူမှမရှင်းနိုင်ဘူးအစွမ်းထက်တယ်လို့ပြသခဲ့တဲ့ Kremlin စစ်တပ်ဟာအခုဆိုရင်တမိုင်းမှာအပြင်းထန်ဆုံးထိတ်လန့်စရာတွေနဲ့ရင်ဆိုင်နေရပါတယ်။အာဂရီလိုက်စားမှုတွေစီရေးအရေးချင်းအကြက်တဲတွေနဲ့အစုလိုက်ပြုံလိုက်တက်ပြေးမှုတွေကသူတို့ကိုဖိစီးနေပါတယ်။ ဒီအချိန်မှာအံ့ဩစရာမေးခွန်းတွေပေါ်လာပါတယ်။ဒါကရုရှားရာရှိ900လောက်ဘာလို့လက်မှတ်မထိုးရသေးတဲ့အစီရင်ခံစာတွေနဲ့စစ်မျက်နှာကနေနှုတ်ထွက်သွားရတာလေ။ဒါအပြင်ယူကရိန်းထောက်လှမ်းရေးကမော်စကိုအနီးကရုရှားပို့ချုပ်တွေကိုဘလို့များတိကျတဲ့တိုက်ခိုက်မှုတွေနဲ့တုတ်တင်ရှင်းလင်းနေတာလေ။ဒီလိုနဲ့ပူတင်ရဲ့အာဏာတိုင်းကြီးဘလို့တဖြည်းဖြည်းပြိုလဲနေလဲဆိုတာကိုအစစ်အစင်ဖော်ထုတ်ပြပါမယ်။တပ်ပြေးစာရွက်စာတမ်းတွေကနေလောက်ကျန်တက်ဖြတ်မဲ့စာရင်းတွေအထိနက်နက်နဲနဲဆွေးနွေးတင်ပြသွားပါမယ်။ ကြသေးခင်ကထွက်ပေါ်လာတဲ့ထောက်ထားတစ်ခုကတော့ယူကရိန်းတောင်ပိုင်းစစ်ဌာနချုပ်ရဲ့စေဦးသီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမိုက်ကီဇူးစကိုလက်မှတ်ရေးထိုးထားတဲ့စာရွက်စာရင်းတွေအရရုရှားအရာရှိ900ကျော်ဟာခွင့်ပြုချက်မရရှိဘဲစစ်မျက်နှာကနေစုခွာသွားခဲ့တာကိုဖော်ထုတ်ခဲ့ပါတယ်။ဒီလိုခြေနေတွေနဲ့ပတ်သက်ပြီးဗလာဒီမာပူတင်တကယ်ပဲဒီအင်အား၃ခုကိုထိန်းထားနိုင်မှာမလားဆိုတာကိုအသေးစိတ်ကြည့်အောင်ပါ။တစ်ချိန်လုံးကပူတင်ဟာရုရှားစစ်တပ်ကိုစစ်အေးခေလွန်ရှုပ်ထွေးမှုတွေကနေ မရင်လဲနိုင်တဲ့စစ်တပ်ကြီးအဖြစ်ပြောင်းလဲလိုက်ပြီလို့လူအများကယုံကြည်ခဲ့ကြပါဗါး2014ခုနှစ်မှာခရိုင်းမီးယားကိုပြစ်ခတ်မှုမရှိဘဲသိမ်းပိုင်နိုင်ခဲ့တာ2008ခုနှစ်ဂျော်ဂျီယာဆက်စင်ရေးနဲ့2022ခုနှစ်အထိစစ်ရေးအောင်မြင်မှုတွေဟာကမ္ဘာစောက်ခုံပေါ်မှာခရမလင်ရဲ့အင်အားကိုပြသတဲ့ဂုံတူးဆောင်တိုက်စိတ်တွေအဖြစ်မြင်ခဲ့ကြပါဗါးဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေဟာစာရွက်ပေါ်မှာပဲရှိတဲ့လှည့်စားမှုတစ်ခုတသက်ပါပဲ2025ခုနှစ်ရောက်တဲ့အခါဒီလှည့်စားမှုတွေဟာအစိတ်စိတ်မှွာမှွာကွဲအပ်နေပါပြီ။ ရုရှားစစ်တပ်ဟာသူ့ကိုပုံဖော်ခဲ့တဲ့ဆိုဗီယက်ယူနီယံကြီးလိုပဲအာနာရှင်ဆန်ဗဟိုချုပ်ကင်မှုရှိပြီးတော့အတွင်းကနေပုတ်တိုးနေပါပြီ။အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှောင့်နှေးမှုတွေအခရီးလိုက်စားမှုတွေအရေးချင်းကိုအခြေမခံတဲ့စနစ်နဲ့ပြည်ရင်းစည်းကမ်းပြတ်ပြားမှုတွေကိုဘလို့မှဖုံးကွယ်ထားလို့မရတော့ပါဘူး။တာမန်တပ်သားတွေနဲ့တက်ကြွတွေသာမကဗိုလ်ချုပ်တွေနဲ့အကြီးတန်းအရာရှိတွေပါတိုက်ပွဲဝင်ဖို့ငြင်းဆန်နေကြပါပြီ။ဒီလိုဖြစ်ပျက်တွေကြောင့်စနစ်ထဲမှာအကြောင်းတွေပိုပြီးကြီးထွားလာပြီး အများပြားနှုတ်ထွက်မှုတွေလည်းဖြစ်ပေါ်လာပါတယ်။ Kremlin ကဖိနှိပ်ဖို့ကြိုးစားနေတဲ့ဒီလိုတိတ်တဆိတ်ပုံကံမှုဟာရုရှားစစ်ရေးတမိုင်းမှာအနက်ဆိုင်ဆုံးအပြောင်းအလဲတွေကတခုကိုပြသနေပါတယ်။အမှန်တရားကတော့ရုရှားဟာစစ်မြေပြင်မှာပြင်ပရန်သူတွေကိုသာမကသူ့ကိုယ်ပိုင်ပြည်ရင်းဖွဲ့စည်းပုံရဲ့အပြည့်အစည်တွေကတိုက်ခိုက်နေရတာပါပဲ။ပူတင်တို့အကြီးအကျယ်ထိတ်လန့်စရာဖြစ်ခဲ့တဲ့ဒီတပြေးမှုလှိုင်းရဲ့နောက်ွက်ကအကြောင်းအရာတွေကိုအခုဆက်ကြည့်ရအောင်ပါ။ ယူကရိန်းရဲ့အဓိကထောင်လဲရေးဌာနရဲ့နောက်ဆုံးအစီရင်ခံတာအရရုရှားယာရှိတွေဟာ တိုက်ပွဲတွေကိုအများစုရှောင်ရှားလာကြပါပြီ။ဒါဟာတဦးချင်းစီရဲ့လုပ်ရမဟုတ်ပါဘူး။ဒါဟာစနစ်တကျမှတ်တမ်းတင်ထားတဲ့အစုလိုက်ပြုံလိုက်တက်ပြေးဆုတ်ခွာမှုတစ်ခုပါပဲ။ယူကရိန်းထောင်လဲရေးဖွဲ့ HUR ရဲ့စီရင်ခံတာအရရုရှားတောင်ပိုင်းစစ်တိုင်းကအရာရှိတွေဟာစစ်မျက်နှာကနေအများပြားထွက်ပြေးနေကြပါတယ်။သူတို့ဟာတရားဝင်အကြောင်းပြချက်မရှိဘဲနောက်တန်းကိုရောက်နေတာပါ။တောင်ပိုင်းစစ်ဌာနချုပ် စေဦးသီးချုပ်ဒုတိယပုံချုပ်ကြီးမိုက်ကယ်ဇူးစ်ကိုရဲ့လက်မှတ်ပါတဲ့စာရွက်စာတမ်းတွေအရအရာရှိ900ကျော်ဟာခွင့်ပြုချက်မရှိဘဲစစ်မျက်နှာကနေနှုတ်ထွက်သွားခဲ့တာပါဒီထဲကအနည်းဆုံး200ကျော်တောင်အခြားတရင်တွေစီလွှဲပြောင်းပေးခဲ့ပါသေးတယ်ဒါဟာရုရှားစစ်တပ်ရဲ့နီးဗျူဟာပိုင်းအားနည်းချက်တွေမှာပဲစီကံပိုင်းဆိုင်ရာပြိုလဲမှုရဲ့ထင်ရှားတဲ့လက္ခဏာတစ်ခုပါပဲယူကရိန်းထောင်လန်းရေးကတော့ဒီလိုအစုလိုက်အပြုံလိုက်တပ်ပြေးမှုတွေဟာရုရှားရဲ့ကိုယ်ကဲမှုဖွဲ့စည်းပုံမှာ နက်နဲတဲ့စိတ်ဓာတ်ပြိုလဲမှုတစ်ခုဖြစ်နေပြီဆိုတော့ရှင်းလင်းတဲ့လက္ခဏာလို့သုံးသပ်ထားပါတယ်။ယူကရိန်းထောင်လန်းရေးဌာန HUR ကအခုလိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။စစ်ပွဲမှာဆုံးရှုံးမှုတွေများလာပြီးတေဆုံးရမယ့်အခြေအနေနဲ့နှီးစပ်လာတဲ့အခါရန်သူနိုင်ငံရဲ့အရာရှိတွေဟာဘလို့နီးနဲ့မဆိုတိုက်ပွဲတွေကိုရှောင်မှုစ조사နေကြပါတယ်။စစ်ပွဲအစကပြသခဲ့တဲ့ပြင်းထန်တဲ့စိတ်ဓာတ်တွေဟာအခုတော့ကြောက်ရွံ့မှုထွက်ပြေးမှုနဲ့ရှုပ်ထွေးမှုတွေနဲ့အစားထိုးခံခဲ့ရပါပြီ။ နေ့တိုင်းယူကရိန်းကြောင့်ပို့ပြီးပင်ပန်းလာတဲ့ရုရှားယာရှိတွေဟာအခုတိုက်ခိုက်ဖို့မဟုတ်ပဲအသက်ရှင်သန်ဖို့ရုန်းကန်နေကြရပြီးဒီလိုထွက်ပြေးတဲ့ဟာတဦးချင်းဆုံးဖြတ်ချက်မဟုတ်ပဲဒါဟာစနစ်တစ်ခုလုံးအပေါ်ကနေအောက်ထိပြန့်နှံ့နေတဲ့ပြုတ်ကွဲမှုရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပထမဆုံးအနေနဲ့ရုရှားတပ်ဖွဲ့ဝင်ယာရှိတဦးရဲ့ယင်ဖွင့်တံကိုနားထောင်ကြည့်ရအောင်။သူကယူကရိန်းမှာလုပ်နေတဲ့တရားမဝင်စစ်ပွဲရဲ့ဒစိမ့်တစ်ပိုင်းဖြစ်နေတယ်လို့ခံစားရတယ်လို့ပြောပြီးယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်။ ။ဒါပြင်သူကကျွန်တော်တို့ရဲ့တာဝန်ကရုရှားပြည်သူတွေကိုကာဝယ်ဖို့ပဲ။ဒါပေမဲ့ကျွန်တော်တို့ယူကရိန်းမှာဘာလုပ်နေတာလဲလို့တောင်မေးခွန်းထုတ်ခဲ့ပါဗျ။ဒီလိုမျိုးမော်စကိုအတွက်အတွေးခေါ်ပိုင်းကွဲပြဲမှုတွေကတကယ်ကိုအန္တရာယ်ရှိပါဗျ။တချို့ရာရှိတွေကဒီစစ်ပွဲမှာတရားဝင်အခြေခံမရှိဘူးလို့ပွင့်ပွင့်လင်းလင်းပြောနေကြပြီးအကြသားတွေကိုပြစ်မှတ်ထားဖို့မသင့်ဘူးလို့လည်းဆိုပါဗျ။ဒါပေမဲ့အထက်ရာရှိတွေကတော့ဖိအားပေးနေသေးပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကငယ်ရွယ်တဲ့အရာရှိတွေပါ သူတို့ဟာအင်တာနက်ခေတ်မှာကြီးမင်းလာသူတွေမို့လို့ကမ္ဘာသတင်းတွေကိုလွတ်လပ်ကူကူရရှိနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့ကမ္ဘာအမြင်ဟာခရမလင်ကမျှော်လင့်ထားတဲ့လုံးဝနာခံမှုပုံစံနဲ့အကိုက်ညီခြင်းမှအကိုက်ညီပါလိမ့်မယ်။ဒါဟာရုရှားစစ်တပ်ရဲ့အတွင်းပိုင်းပြဿနာရဲ့အစပဲလို့ပြောရပါလိမ့်မယ်။ဒါအပြင်ရုရှားစီးပွားရေးပေါ်ဒဏ်ခတ်မှုတွေရဲ့တက်ရောက်မှု လာတာနဲ့ bonus တွေရဲ့တန်မိုးကျဆင်းမှုစစ်မျက်နှာမှာရပ်ပေါင်းများစွာဒါမှမဟုတ်လာပေါင်းများစွာနေထိုင်ရတဲ့ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေက စစ်သားတွေရဲ့ဒုက္ခပေါ်ဒုက္ခထက်တိုးစေပါတယ်ဒီလိုအခြေအနေမှာအရာရှိတွေကဒီစစ်ပွဲကိုဘာလို့ဆက်လုပ်နေရလဲကျွန်တော်မိသားစုဘာဖြစ်မလဲလို့မေးခွန်းထုတ်တာတော့ဘယ်ဆန်းပါမလဲခင်ဗျာနိုင်ငံကမီဒီယာနဲ့လွတ်လပ်တဲ့ရုရှားသတင်းထောက်တွေရဲ့အဆိုအရ2022ခုနှစ်ကုန်မှာအရာရှိ3000ကနေ5000ကြားဟာစောစီးစွာနှုတ်ထွက်ဖို့ဒါမှမဟုတ်သူတို့ရဲ့စာချုပ်တွေကိုဖျက်သိမ်းဖို့ရှောက်ထားခဲ့ကြပါတယ်2023ခုနှစ်အစပိုင်းကလေးကလည်းအနည်းဆုံး1500ထပ်မံရှောက်ထားခဲ့တယ်လို့သိရပါတယ် ဒါဆိုရင်စုစုပေါင်း6000ကနေ6500ကျားရှိနိုင်ပါတယ်။ဒီပမာဏဟာရုရှားစစ်တပ်မှာရှိတဲ့အလေအလတ်ဆင့်ရရှိအရေးတွက်ရဲ့300ဂိုင်းတုံးကနေ400ဂိုင်းတုံးနှုတ်ထွက်မှုတုံးကိုပြသနေတာမို့လို့နည်းတဲ့အရေးအတွက်တော့မဟုတ်ပါဘူး။ရုရှားစစ်တပ်ထဲမှာအတွင်းပိုင်းပုံကံမှုတွေဖြစ်နေပြီဆိုတာခိုင်မာစေတဲ့နောက်တစ်ချက်ကတော့လက်အောက်ငယ်သားတွေကိုတင်းကျပ်တဲ့အမိန့်တွေမထုတ်ပြန်တာမလိုအပ်တဲ့တိုက်ခိုက်မှုတွေကိုငြင်းဆန်တာထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေ ဒါမှမဟုတ်ဝန်ထမ်းရှားပါမှုတွေကိုတည်င်းလျှို့ဝှက်ချက်တွေကနေတဆင့်အထက်အရာရှိတွေကိုအစီရင်ခံတာစတဲ့လုပ်ရက်တွေကိုလည်းအရာရှိပုံကံမှုရဲ့တစိတ်တစ်ပိုင်းဖြစ်သုံးသပ်နေကြပါတယ်။အထူးသဖြင့်စစ်မျက်နှာမှာရှိတဲ့ဗိုလ်ကြီးနဲ့ဗိုလ်မှူးအဆင့်ကိုကဲရေးမှုတွေဟာစစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းနှံ့နယ်မှုကိုကိုးကားပြီးတချို့တိုက်ခိုက်ရေးအစီအစဉ်တွေကိုလှုပ်ဆောင်မှုညှင်းဆန်ခဲ့တယ်လို့တော့စွပ်စွဲခံထားရပါတယ်။ဒီလိုကိစ္စတွေဟာအပြေအဝပုံကံမှုမဟုတ်ရင်တော့ ရုရှားစစ်တပ်ရဲ့စီစဉ်ထားတဲ့ထိုးစစ်တွေကိုနှောက်ယှက်ခဲ့တယ်လို့ဆိုကြပါတယ်။အနောက်တိုင်းထောက်လန်းရေးအစီရင်ခံစာတွေကအရာရှိစစ်မှာအမိန့်မနာခံမှုခုခံမှုပေါင်းဒါဇင်နဲ့ချီရှိခဲ့ကြောင်းပြသနေပါတယ်။ဒါအပြင်အရာခံမှုတွေဟာလည်း unit တစ်ခုရဲ့နေစဉ်လုပ်ငန်းဆောင်တာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။2023ခုနှစ်နှစ်လယ်ပိုင်းလောက်မှာအရာခံမှု300ကျော်ဟာသူတို့ရဲ့တပ်ဖွဲ့ unit တွေကိုစွန့်ပြစ်တာစုခွာဖို့အမိန့်ပေးတာနဲ့ အမျိုးမျိုးသောဆင့်မျက်နှာတွေမှာသူတို့ရဲ့အထက်ရာရှိတွေကိုပုံကန်တာလိုမျိုးလုပ်ရက်တွေမှာပါဝင်ခဲ့တယ်လို့သတင်းရရှိခဲ့ပါတယ်။ဒီတော့စစ်တပ်တစ်ခုလုံးမှာစီကံမှန်းဆိုင်ရာပြိုလဲမှုတွေဖြစ်နေပြီလို့ပြောရပါမယ်။နောက်ထပ်စိုးရင်ကြာကောင်းတဲ့အခြေအနေတစ်ခုကတော့ရုရှားရာရှိတွေဟာဆင့်မျက်နှာမှာနေမကဘဲပြစ်မှတ်ထားခံနေရတာပါပဲ။ယူကရိန်းရဲ့ထောက်လန်းရေးစစ်ပွဲဟာရုရှားသိမ်းပိုက်ထားတဲ့ဒေသတွေကအဆင့်မြင့်စစ်ဘက်ရာရှိတွေကိုလုံခြံတပ်ဖြတ်တာနဲ့ဖြတ်စည်းရေးလုပ်ငန်းတွေနဲ့ပေါင်းစပ်နေပြီလို့ဆိုပါတယ်။ ပြစ်မှတ်တွေကိုဂူတက်ဆိုက်ရွေးချယ်ပြီးသူတို့တဦးစီဟာရုရှားစစ်ရေးဖွဲ့စည်းပုံမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဥပမာအားဖြင့်မေလာကုံမှာတင်ပိုက်ထားတဲ့ခါဆွန်ဒေတာစကတ်ဒော့ဖ်မြို့အနီးမှာရုရှားရဲ့ချင်းချချင်းတပ်ဖွဲ့ဝင်အာမက်ယူနစ်ကရာရှိ၄ဦးလမ်းဘေးပုံခွဲခံရပြီးတိတ်ဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ HUR ရဲ့ရုရှားစစ်မှုရန်တွေကိုစနစ်တကျဖိအားပေးတဲ့လှုပ်ရှားမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သတ်မှတ်ပါတယ်။ တိုင်းပိုက်ထားတဲ့နေမျိုးရိသားမကရုရှားရဲ့ကိုပိုင်နေပြပါလုံခြုံမှုမရှိတော့ပါဘူးဧပြီလမှာ Brian's ရက်စစ်ဆက်မှုဆက်ယုံရဲ့ engineer ချုပ် Ivany Redikov ကသူ့ကားထဲမှာထောင်ထားတဲ့ပုံကြောင့်သေဆုံးခဲ့ပါတယ် Redikov ဟာရုရှားရဲ့ electronic စစ်ပွဲစနစ်တွေရဲ့ထိတ်တန်းကျွမ်းကျင်သူတွေကတူဦးဖြစ်ပြီး NATO နဲ့ Ukraine လေယာဉ်တွေကိုတိုက်ခိုက်ရမှာအသုံးပြုတဲ့ကာဇူကာစနစ်ကိုခင့်မိအောင်လုံဆောင်ရမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ် ယူကရိန်းထောက်လှမ်းရေးကလုံခြံတပ်ဖြတ်မှုကိုတိုက်ရိုက်တောင်းဝင်ယူတယ်လို့မပြောဆိုခဲ့ပေမဲ့သတင်းရင်းမြစ်တွေကဒီတိုက်ခိုက်မှုကိုတရားမျှတတဲ့ပြစ်ဒဏ်အဖြစ်ဖော်ပြကြပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကရုပ်ပိုင်းဆိုင်ရာပြစ်မှတ်တွေကိုဖယ်ရှားဖို့ရည်ရွယ်တာနဲ့မကပဲရုရှားစစ်တပ်ကိုစိတ်ပိုင်းဆိုင်ရာထုတ်လက်ချက်တွေကိုပါပေးပို့နေတာပါပဲ။အထင်ရှားဆုံးလုံခြံမှုတစ်ခုကတော့ဧပြီလ25ရက်နေ့ကဖြစ်ပါတယ်။ရုရှားစစ်ဦးစီးချုပ်ရဲ့အဓိကစစ်စင်ရေးညွှန်ကြားရေးမှူးရုံးရဲ့ဒုတိယအကြီးအကဲဗိုလ်ချုပ် Yaroslav Muscalik ဟာ မော်စကိုအနီးမှာလှုပ်ကြံခံခဲ့ရပါတယ်။ယူကရိန်းလွှတ်တော်မတ်နဲ့အမျိုးသားလုံခြုံရေးကော်မတီအတွင်းမှရိုမန်ကော့စတင်ကိုကဒီလှုပ်ကြံမှုဟာယူကရိန်းထောက်လှမ်းရေးရဲ့လက်ချက်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီးကလည်းဒီလှုပ်ကြံမှုကိုအတည်ပြုခဲ့ပြီးရုရှားရဲ့ထိတ်တန့်စစ်ကောင်းဆောင်နေတောင်ပြစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။ရုရှားစစ်တပ်ဟာအခုဆိုရင်တမိုင်းတစ်လျှောက်အပြင်းထန်ဆုံးပြဿနာတွေနဲ့ရင်ဆိုင်နေရပါပြီ။ဒီပြဿနာတွေကတော့အကျင့်ပြတ်ခြားစားမှုတွေ စည်ရင်းရေချင်းတွေရော့ကြလာတာတွေနဲ့အစုလိုက်ပြုံလိုက်တက်ပြေးမှုလှိုင်းတွေပါပဲစစ်မျက်နှာကဗီဒီယိုတစ်ခုမှာရုရှားစစ်သားတွေကသူတို့လာတာမရတာကိုမကြေမနက်ပြောဆိုနေကြတာတွေ့ရပါတယ်တချို့ကဆိုအိမ်မှာကလေးတွေရှိတယ်ပေးစရာငွေတွေရှိတယ်လို့တောင်ရှင်းဖွင့်ကြပါတယ်သူတို့ဟာဒီစစ်ပွဲရဲ့တစိုက်တစ်ပိုင်းအဖြစ်မမြင်တော့ဘဲနိုင်ငံတော်ကစွန့်ပစ်ထားတဲ့သူတွေဖြစ်ခံစားနေရတယ်လို့ဆိုပါတယ်ဒါဟာရုရှားစစ်တပ်ပြိုကွဲမှုရဲ့အတိတ်ကအကြောင်းရင်းတစ်ခုပါပဲ။ နိုင်ငံတော်ကပြည်သူစစ်သားတွေပေါ်မှာတာဝန်ပြတ်ကွက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။စစ်သားတွေရဲ့ယုံကြည်မှုနဲ့တစ္ဆာထောင်းစစ်မှုပြတ်ပြားသွားတဲ့အခါဘာတွေဖြစ်လာနိုင်မလဲဆိုတော့စီကန်းတွေဟာအာနာရှင်ဆန်တဲ့ဖိနှိပ်မှုတစ်ခုလိုဖြစ်လာပြီးတစ္ဆာဆောင်တိမှုဆိုတာလည်းကြောက်ရွံ့မှုတစ်ခုလိုပြောင်းသွားပြောင်းလဲသွားပါတယ်။ဒီအခြေအနေဟာစစ်တပ်တစ်ခုအတွက်အင်မတန်အန္တရာယ်များပါတယ်။စစ်သားတွေကယုံကြည်မှုမရှိတော့ဘူးကြောက်ရွံ့လာတဲ့ဆိုရင်သူတို့ရဲ့စွမ်းဆောင်ရည်ကတိတိတသားကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့်လဲရုရှားစစ်တပ်ဟာစစ်မြေပြင်မာတွေမကဘဲအတွင်းပိုင်းကပါတဖြည်းဖြည်းချင်းပြိုလဲနေတယ်လို့ဆိုရမှာပါဒီလိုစိတ်သက်ပိုင်းဆိုင်ရာပြိုလဲမှုတွေကစစ်ပွဲရဲ့ရလဒ်ကိုဘလို့များပတ်ရောက်မှုရှိလာနိုင်မလဲဒါမှမဟုတ်ရုရှားစစ်တပ်ရဲ့အနာဂတ်အတွက်ဘလို့စိန်ခေါ်မှုတွေဖြစ်လာနိုင်မလဲဆိုတာပူတင်တော့ခေါင်းတော်ချောင်းနေမှာပါဒီစစ်ပွဲကြောင့်ရုရှားစစ်သားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာအခြေအနေဟာတော်တော်လေးဆိုးရွားလာနေပြီလို့ပြောရပါမယ်စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေ နိုင်ငံတကာရဲ့စီးပွားရေးတန်ခတ်မှုတွေစစ်သားတွေရဲ့လာတာနဲ့ဘောနပ်စ်တွေတန်မိုးကျဆင်းသွားမှုတွေအလုံးပေါင်းပြီးအရာရှိတွေရောတာမန်စစ်သားတွေပါဘာလို့ဒီစစ်ပွဲကိုဆက်တိုက်နေရတာလဲလို့မေးခွန်းထုတ်လာကြပါတယ်စစ်သားတွေဟာစစ်အမိန့်တွေကိုတဖြည်းဖြည်းမနာခံတော့ဘူးမလို့အပ်တဲ့တိုက်ခိုက်မှုတွေကိုလည်းငြင်းဆန်လာကြတယ်ပိုဆိုးတာကတော့ယူကရိန်းဘက်ကိုလက်နက်ချတာမျိုးတွေပါပိုများလာပါတယ်ယူကရိန်းမှာ I want to live ငါအသက်ရှင်ကျင်တယ်လို့နာမည်ပေးထားတဲ့လက်နက်ချရေးစီမံကိန်းတစ်ခုရှိပါတယ်။အဲဒီစီမံကိန်းကိုရုရှားစစ်သား4059ဦးကရှောက်ထားခဲ့ပြီးပါပြီ။ဒါအပြင်စစ်ပွဲဆကတဲ့ကယူကရိန်းတပ်ကိုတိုက်ရိုက်လက်နက်ချခဲ့တဲ့သူပေါင်း2000ကျော်ရှိတယ်လို့ဆိုပါတယ်။စစ်မြေပြင်ကနေတပ်ပြေးသူတိုက်ဖို့ညှဉ်းဆန်သူလက်နက်ချသူခွင့်ပြုချက်မရှိဘဲစစ်မှုထမ်းခြင်းကနေထွက်ခွာသူစုစုပေါင်း9000ဒီပါရှိနေပြီဆိုတဲ့ကိန်းကနက်တွေဟာရုရှားစစ်တပ်ရဲ့အတွင်းပိုင်းပြိုလဲမှုကိုထင်ဟပြနေပါတယ်။ စစ်ပွဲရဲ့ရိုက်ခတ်မှုဟာစစ်မျက်နှာပြင်မာတွင်ရပ်မနေပါဘူးရုရှားနိုင်ငံတွင်းကမိသားစုတွေအထိပါရိုက်ခတ်နေပါတယ်အထူးသဖြင့်ရုရှားမိခွေတွေဟာသူတို့သားတွေယူကရိန်းမှာဘာဖြစ်ခဲ့လဲဘာလို့ဒီစစ်ပွဲတွေပို့ခဲ့လဲဆိုတာကိုသိကျင်ပြီးဒေါသထွက်နေကြပါတယ်သူတို့ကိုအမြောက်စာပို့လိုက်တာလားလို့မိခင်တို့ကဒေါသတကြီးအော်ဟစ်ခဲ့တဲ့မြင်ကွင်းဟာတကယ့်ကိုရင်နာစရာပါပဲဒီလိုမြင်ကွင်းတွေဟာရုရှားတနိုင်ငံလုံးမှာဖြစ်ပွားနေပြီး ရုရှားပြည်သူတွေရဲ့စစ်ပွဲပေါ်ထောက်ခံမှုတိတိတတ်တာကြဆင်းနေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။2024ခုနှစ်စက်တင်ဘာလမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုရဲ့ရလဒ်ကဒီအချက်ကိုပိုပြီးထင်ရှားစေပါတယ်။ရုရှားပြည်သူ49ရာခိုင်နှုန်းကယူကရိန်းနဲ့အပြန်အလှန်အကျိုးရှိတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ပဋိပက္ခကိုအဆုံးသတ်ဖို့ထောက်ခံခဲ့ပါတယ်။ဒါဟာ2023ခုနှစ်က39ရာခိုင်နှုန်းသာထောက်ခံခဲ့ရာကနေတိတိတတ်တာမြင့်တက်လာခြင်းဖြစ်ပြီး ရုရှားပြည်သူတွေရဲ့စစ်ပွဲပေါ်ခံယူချက်ပြောင်းလဲလာပြီဆိုတာကိုဖော်ပြနေပါဗျ။အချုပ်အားဖြင့်ဆိုရရင်ရုရှားစစ်တပ်ရဲ့ထိတ်တန့်ရာရှိတွေကနေတာမန်စစ်သားတွေထိစစ်ပွဲကြောင့်မောပန်းနှွမ်းနေမှုဟာစနစ်တစ်ခုလုံးကိုပြိုလဲစေပါဗျ။ဒီစစ်ပန်းမှုဟာစစ်မျက်နှာပြင်မာတွေမကဘဲရုရှားလူ့ဖွဲ့စည်းတရားလုံးကိုပြန့်နှံ့နေပါဗျ။ခရမလင်ဟာစစ်ပွဲကိုကိန်းကနန်းတွေနဲ့ထိန်းချုပ်စီမံမှုစ조사နေပေမဲ့တပ်ပြေးမှုပုံကန်မှုနဲ့လက်နက်ချမှုတိုင်းကဒီစစ်ပွဲဟာစစ်မျက်နှာမာတွေမကဘဲ ရုရှားစစ်တပ်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါရှုံးနိမ့်နေပြီဖြစ်ကြောင်းပြသနေပါဗျ။ဒီလိုစိတ်ဓာတ်ပြိုလဲသွားပြီဆိုရင်ရုရှားအတွက်ကြံရှိမှာကပင်ပန်းနွမ်းနေနေတဲ့လူမျိုးတစ်ခုပျက်စီးသွားတဲ့မျိုးဆက်တစ်ခုနဲ့ကြာဆုံးနေတဲ့ရည်မှန်းချက်တွေပဲဖြစ်ပါတယ်။ဒါတွေဟာရုရှားရဲ့အနာဂတ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။